ဩစရာကောင်းတာကအဲ့ဒီမြန်မာပြည်ဝင်နဲ့ပုံတိုင်း85လုံးကိုတချံလေ့လာကြည့်လိုက်တာဘယ်တုံးကမှမိုးတွင်းမှာမဝင်ဘူးမြန်မာပြည်ကိုမုံတိုင်းမိုးတွင်းမှာဘယ်တော့မှမဝင်ဘူးမိုးဦးမိုးလဲမိုးနောက်ဇွန်ဇူလိုင်ဩဂတ်စက်တင်ဘာဘယ်တော့မှမုံတိုင်းမဝင်အဲ့တော့ဘယ်ချိန်ဝင်တော့မိုးဂျုံနဲ့မိုးလောင်မေမှာဝင်မယ်အောက်တိုဘာနိုဝင်ဘာမှာဝင်မယ်မေမှာဝင်တဲ့အချိန်ပေါင်းကမြန်မာပြည်ဝင်တဲ့မုံတိုင်းအလုံးရဲ့90နဲ့1ရာနှုန်းရှိတယ် အော်တိုကနှဝင်မှာဝင်တာက49ရာနှုန်းရှိတယ်။အဲ့တော့ကျွန်တော်တို့ကဒီကာလတွေဟာမြန်မာနိုင်ငံရဲ့မုန်တိုင်းရာသီဖြစ်နေတယ်။တခုပဲစဉ်းစားဖို့ကျွန်တော်ပြောမယ်။မိုးကြိုရာသီဆိုတာဘယ်လိုအတိတ်ပဲဖွင့်တယ်လဲ။မိုးကြိုရာသီဆိုတာ AB လ15ရက်ကနေမုတ်တုံဝင်တဲ့နေ့အထိမိုးကြိုရာသီ။ AB လ15ကနေမေမုတ်တုံဝင်တဲ့နေ့အထိ။ဒါပေမဲ့မုတ်တုံဝင်တဲ့နေ့ကမဖြစ်နေလဲပြောင်းနေတယ်။ဟုတ်ပြီနော်။ အရင်တော့ကမုတ်တုံကမေ15မှာဝင်တယ်အဲ့ဒါကြောင့်မိုးချိုက AB 15မှာမေ15ရက်30ပဲရှိမယ်အခုမုတ်တုံကမေလကုံမှာဝင်တယ်ဒါကြောင့်မိုးချိုက AB 15မှာမေလကုံဆိုဘယ်နှရက်ဖြစ်သွားလဲ45ရက်ဖြစ်သွားတယ်အဲ့ဒါကောင်းလားမကောင်းဘူးဘာဖြစ်လို့လဲမိုးချိုက်မြန်မာပြည်ကိုဘာဝင်တတ်လဲမုံတိုင်းဝင်တတ်တယ်မုံတိုင်းဝင်တဲ့ကာလာကြီးကပိုးရှည်လာတော့တကားကြီးကပိုးကျယ်လာတယ်လို့ဖြစ်တဲ့အတွက်ခဏိမြန်မာနိုင်ငံကမုံတိုင်းအန်တီရဲ့နှစ်တိုင်းရှိတယ်နှစ်တိုင်းရှိတယ် နောက်တစ်ခါမိုးလောင်မိုးလောင်ကတော့မိုးတုံထွက်တဲ့နေ့ကနေညဝင်မလာကုန်အထိအရင်တုန်းကမိုးတုံကအော်တိုဘတ်10မှာထွက်တယ်အော်တိုဘတ်10ကနေညဝင်မလာကုန်အထိဆိုရင်90